တကယ်ဘယ်လိုလုပ်ရောက်နေရလဲအေး तू ရောက်လာတာပြောပြရမယ်ဆိုရင်လွန်ခဲ့တဲ့နှစ်အနည်းငယ်က तू ငါရှိကိုဒုက္ခဖြစ်ပြီးရောက်လာတာ तू ရောက်လာတဲ့အချိန်မှာသူ့ကိုယ်ထဲမှာလည်းမကောင်းဆိုးဝါးဝင်ပြီးအပတွေပြီးနေတာအဲ့ဒီမကောင်းဆိုးဝါးတွေအပတွေပြီးတာထုတ်ပြီးငါသူ့ကိုဆေးကုထားတာကျွန်တော်တငယ်ချင်းကိုလေအချိန်ကာလတစ်ခုထိအခုလိုဆောက်ရှောက်ထားတဲ့ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်ပြန်သွားပြီဆိုရင်တော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်ခေါ်သွားမယ်နော် ဘာပြောတယ်ဘာပြောလိုက်တာလဲသူ့ကိုဒုက္ခကိုကယ်တယ်ဆေးလဲကုထားတဲ့အတွက်ငါပိုင်နေဆရာမကြီးကုနေတဲ့ဆေးတွေကလူတွေကိုအကျိုးပြည့်တဲ့ဆေးမဟုတ်ဘူးဆိုတော့ကျွန်တော်သိရင်တော့ဆရာမကြီးရသိတော့ဖြစ်နေကျွန်တော်ဆရာမကြီးရဲ့အကြောင်းကိုရွာရွာသားတွေသိအောင်လို့ကျွန်တော်ချပြလိုက်ပါဘာမှမတောက်ခောက်ပညာနဲ့မင်းငါ့ကိုဒါပြီးချင်းချောက်တယ်ဆိုပါတော့ချက်ဆရာဟာတော်တော်မမြင်လားဆရာဆရာကျွန်တော်ဒုက္ခရောက်နေပြီဗျာ ကျွန်တော်လေဒီဟာဆီယမိုင်းဒီဝီဆိုလားဆီဆီယမိုင်းရလေကျွန်တော်သူသူတုံးနေတယ်လေစိတ်စိတ်မှုနေနဲ့ပတ်လိုက်တာ ကျွန်တော်မျက်စိလေဘာမှမမြင်တော့ ကျွန်တော်မမြင်ရတော့ကျွန်တော်ကျွန်တော်ဒုက္ခရောက်နေတယ်ဆင်းဆရာမကြီးဒေဝီဟာဆရာတုံထဲမှာထိတ်တိုက်တွေ့ရဟိုးဆရာ तू ကလေဆရာအရင်ရက်ဆက်ပြီးကြမ်းကြုတ်ပြီးတော့အစိတ်အချောင်းကိုလည်းအကုန်လုံးကိုတိတယ်အစိတ်တွေအားလုံးလည်းကြွန်းကြွန်းချင်းတုံးတက်တယ်ဆရာရဲ့ဟာဆရာတုံထဲမှာထိတ်တိုက်သွားတွေ့တာဟိုငါဒေဝီဆရာမေရိုရဲ့အမိတ်ဒီနေရာမှာရှိတဲ့ဖုတ်30သိရဲ့ဘလူးငါရှိကိုငါမင်းနဲ့အရောက်လာနင်တို့ကငါခိုင်းစရာရှိတယ် ပင်တို့မလန်းအောင် တားဆီးထားတာရှင်လေအဲ့ဒီတားဆီးအငါမိန်နဲ့အကုန်လုံးပြက်ဟာဂိတ်ချူလူတော်ရူပြလို့တိကဲချူ For Johnny B မှာထုတ်လွှင့်ပြသနေသောအစီအစဉ်များကို For Johnny B application နဲ့လဲ Dial Live ကြည့်ရှုနိုင်ပါတယ်